အမျိုးသားကောင်းဆောင်ကြီးဗိုလ်ချုပ်အောင်ဆန်းနဲ့နိုင်ငံတော်အကြီးအကဲများအားလှုပ်ချံတက်ပြတ်ခဲ့သောနိုင်ငံတော်လှုပ်ချံမှုတရက်ခံကလုံဦးစောနှင့်သူနောက်လိုက်များသည့်လှုပ်ချံသည့်နေ့မှပင်ဖမ်းဆီးခံရပြီးအထူးတရားရုံး၌တရားရင်ဆိုင်ခဲ့ရက1948ခုနှစ်ဒီဇင်ဘာ30ရက်နေ့တွင် အပိသက်စီရင်ချက်ရှာမှတ်ခြင်းခံခဲ့ရသည်ထို့နောက်ကလုံဦးစောမောင်ဆိုးတက်နှင်း မှုံကြီးတို့သည်1948မေလ8ရက်စနေနေ့တွင်အင်းစိန်ထောင်၌တည်တံစီရင်ခြင်းခံရသည်တဖန်ရန်ကြီးအောင် မောင်စိန်ခေါ်စိန်ကြီးတို့နှစ်ဦးသည်ရင်းနေ၌ပင်ရန်ကုန်အချင်းထောင်၌တည်တံစီရင်ခံရသည်ဒုက္ခခင်မောင်ရင်မောင်နီတို့သည် အလုတ်ကျန်းနှစ်ထောင်တန်းအနှစ်20အကြခံခဲ့ရသည်လောက်ကျံမှုတရခံဘာညွန့်တူသားအစိုးရတပ်တွေဖောက်ကောက်အဖြစ်သတ်မှတ်ခံရသောကြောင့်အမှုမှလုတ်ကင်းခွင့်ရရှိသွားသည် ဤသို့ဂလုံဦးစောနှင့်သူနောက်လိုက်များအားပြစ်ဒဏ်စီရင်ချက်ရှာမှတ်ခဲ့မှုသည်ပပောင်းဆောင်ကကြည်လင်တရားမျှတမှုရှိသည်ဟုဆိုနိုင်တော်လဲဦးစောသည်ဘိုးနေဝင်း၏စင်ကွက်ထဲဝင်ခဲ့မိပြီးတရားဆိုင်မှုတရက်လုံးသည် တရားပြရုပ်သာဖြစ်ခဲ့သည်ဟုယုံကြည်သူအများအပြားရှိခဲ့သည် အထူးသဖြင့်ထိုင်းလန်တုံလုံးဖွဲ့ကောင်းလာသောနိုင်ငံရေးလှုပ်ကြံတပ်ဖြတ်မှုကြီးဖြစ်ပွားပြီးနှစ်၄၀နီးပါးရှိသည့်1986ခုနှစ်ဧပြီလတွင် ကရဲမျိုးအသားစီယုံ KNU မှထုတ်ဝေသည့်စာဆောင်တစ်ခုတွင်ပါရှိသောဆောင်းပါးတစ်ပုဒ်သည်ဥသောသည့်အပြစ်ရှိတော်လဲစနစ်တကျအကွက်ချထားသောနိုင်ငံရေးစင်ကွက်ထဲသို့ဝင်ခဲ့မိသည်ဟု၍ဖော်ပြထားသည်အဆိုပါဆောင်းပါး၏ခေါင်းစဉ်မှာအောင်ဆန်းကိုတကယ်ဘသူတတ်တာလဲဟု၍ဖြစ်ပြီးဆောင်းပါးရှင်၏အမည်ကိုကျွန်ုပ်တို့၏ရန်ကုန်တည်တင်းထားဟုဖော်ပြထားသည်အဆိုပါဆောင်းပါးတွင်1948ခုနှစ်ဇူလိုင်လတွင်မြန်မာနိုင်ငံ၏ဝင်းကြီးချုပ်ဦးအောင်ဆန်းကို လျှို့ဝှက်စမ်းကြယ်စွာလှုပ်ကြံတက်ဖြတ်ခဲ့မှုသည်ကရင်လွမြောက်ရေးကြိုးပမ်းမှုတွေကြီးမားသောအရှိုးအကွေးတစ်ခုကို ဖြစ်စေခဲ့သည်39နှစ်ကြာမြင့်ခဲ့ပြီဖြစ်တော်လဲထိုလူတက်မှုအားအစစ်အမှန်ကြံစီဖန်တီးခဲ့သူကိုမူယနေ့တိုင်လူသိရှင်ကြားမဖော်ထုတ်နိုင်သေးခြင်းအမှု၏အရှက်အလက်များကိုလည်းယနေ့ထက်တိုင်မဖြေရှင်းနိုင်သေးခြင်း အစစ်အမှန်ပူးပေါင်းကြံစီသူများထဲမှအာယုံလွှဲပြောင်းစေရန်အကွက်ရှာပြီးဥစောကိုတရားရုံးတင်ကပြစ်ဒဏ်ချခဲ့ခြင်းမှာစင်ကွက်တစ်ခုသာဖြစ်ကြောင်းခိုင်လုံသောတပ်တွေအထောက်အထားများရှိနေသည်အကယ်၍ဥသောတီအကွက်ဆင်ခံခဲ့ရသည်ဟုဆိုလေမြမနိုင်ငံ၏လွတ်လပ်ရေးကောင်းဆောင်များကိုမြည်သူတို့ကအမှန်တကယ်တက်ခဲ့ကြပါသည်နီ ဗိုလ်ချုပ်ကြီးနေဝင်နဲ့အခြားပုဂ္ဂိုလ်များပါဝင်ပတ်သက်နေသည်ဆိုသည့်ကြာရှည်စွာဆွေးမြေ့နေသောကောလာဟာလာများတွင် အမှန်တရားမြင်များလောက်ရှိနေပါသည်ဟု၍ရေးသားဖော်ပြထားလေသည်ထိုနည်းတူစွာဩစတြေးလျနိုင်ငံကင်ဘာရာမြို့တော်၌နေထိုင်လျက်ရှိသောဥခင်အောင်ရေးသားသည့်ဗိုလ်ချုပ်အောင်ဆန်းကိုပတူတက်တယ်အမည်ရှိစာအုပ်ကို1992ခုနှစ်တွင်ခေတ်ပြိုင်ချတဲ့အတိုင်းမှထုတ်ဝေဖြန့်ချီခဲ့သည် အဆိုပါစာအုပ်အခန်းကစာမျက်နှာ169၌ဥအောင်စံလှုပ်ကြံခံရမှုနှင့်ပတ်သက်၍ရန်ကုန်ဘီရင်ခံရုံးမှလန်ဒန်သို့ပထမဆုံးအသေးစိတ်ရေးသားပေးပို့လိုက်သောဂျိနန်တွင်တနက်သမားများကိုဘူနေဝင်း၏အမတ်လေးဗမာလက်နက်ကင်တပ်မှတပ်ဖွဲ့ဝင်များအဖြစ်ဖော်ပြထားသည်ကို သတိရှိသင့်သည်ထို့နောက်ပိုင်းဘီရင်ခံရုံးမှပေးပို့သောဂျိနန်စာများတွင်မူပဟေနိဆန်လာသောရင်းသတင်းကို ရှင်းလက်ထားခဲ့တော်သည်ရင်သည်မှားရင်သောဖော်ပြမှုပေပဲလား ။သို့မဟုတ်နိုင်ငံရေးရထောက်ထားစရာအကြောင်းများကြောင့်အာဏာပိုင်များကကနအူးတည်င်းပေးပို့မှုကိုဆက်လက်ဆောင်ဆန်းစစ်ဆေးခြင်းမပြုဘဲရှောင်ရှားခဲ့သလားဆိုတာကျွန်ုပ်တို့မြည်သည့်အခါမှသိနိုင်တော်မည်မဟုတ်ပေ။တိုးတော်လေညဏီညဏတ်များလာတော့အမတ်လေးဗမာလက်နက်ကင်တက်အေးတည်ရမှုသည်ထိုအချိန်မှစ၍မြမမြင်ကွင်းတွင်ရှောက်လန့်လျက်ရှိနေပေတော့သည်။ 1930ပြည့်နှစ်တွင်ဖွားမြင်ခဲ့သည့်တရုတ်ဗမာကပြားဖြစ်သူငယ်နမဲရှုမောင်ခေါ်ဦးနေဝင်းသည်ဦးနုထက်သုံးနှစ်ငယ်ပြီးဦးအောင်စန်းထက်၅နှစ်ကြီးသူဖြစ်သည်ရဲဘော်တုံးကျိအဖွဲ့ဝင်ဖြစ်ပင်ဖြစ်ညာတော်လဲဦးနေဝင်းသည်1946ခုနှစ်နောက်ပိုင်းမှသာရှင်ပြိုင်သူများကိုရရက်ဆက်ဆက်ဖယ်ရှားပြီးထိပ်ပိုင်းနေရာသို့မရမနေစတင်တက်လှမ်းနိုင်ခဲ့ခြင်းဖြစ်သည် လွတ်လပ်ရေးရရှိပြီးနောက်ကွန်မြူနီများပြည်သူရဲဘော်များတောက်ခိုးသွားကအမတ်၁နှင့်အမတ်၃ဗမာလက်နက်ကင်တပ်များကပုံကန်ထားကြသည့်အချိန်တွင်ဘူနေဝင်း၏အမတ်လေးဗမာလက်နက်ကင်တပ်သည်အစိုးရအတွက်တခုတည်းသောမိကိုအားထားရာအ धिक မှန်တိုင်ကြီးဖြစ်လာခဲ့သည်သို့တော်လေနိုင်ငံတော်ကာကွယ်ရေးကိုတပြည်လုံးဖျက်ချထားနိုင်ရန်အတွက်ဥတင်ထွန်း၏ပြည်တော်စုအရန်တပ်ဖွဲ့များကဲ့သို့သောတပ်ဖွဲ့အသစ်များကိုထူထောင်ခဲ့ရသည် အမျိုးသားညီညွတ်ရေးခိုင်မစေရန်ရည်ရွယ်၍တိုင်းရင်းသားကရင်အမျိုးသားတအုပ်ဖြစ်သူဒုတိယဗိုလ်ချုပ်ကြီးစမစ်ဒွန်းကိုပင်တပ်မတော်၏ကာကွယ်ရေးဦးစီးချုပ်အဖြစ်အစိုးရကခန့်အပ်ခဲ့ရသည်သူလက်အောက်တွင်မှဒုတိယဦးစီးချုပ်နှစ်ဦးရှိသည်တအူးမှာဗိုလ်ချုပ်ဖြစ်လာသောဗိုလ်နေဝင်းနှင့်နောက်တအူးမှာရဲဗိုလ်ချုပ်ဖြစ်သူဦးထွန်းလှအောင်ဖြစ်သည်စစ်တပ်ရာတို့တွင်နမလေးနေရာ၌ရှိနေသောဦးတင်ထိုသည့ လက်သက်တရက်ခံလူသက်သမားမပေါ်ဘဲ1948ခုနှစ်စက်တင်ဘာ10ရက်နေ့တွင်လောက်ကြံချင်းခံခဲ့ရသည်ထို့နောက်လာအနေငယ်အကြာတွင်ကရင်လက်နက်ကင်ပုံကံမှုပေါ်ပေါက်လာခဲ့သည်ကကွေဦးစီးချုပ်ဒုတိယဗိုလ်ချုပ်ကြီးစမစ်တွန်းသည်လက်ရှိအစိုးရအပေါ်ဆက်လက်သစ္စာစောင့်ကြည့်နေတော်လဲကရင်စစ်အရာရှိများအပေါ်တန်တရားရှိလာသဖြင့်သူသည်ရက်အကန့်အသတ်မရှိခွင့်ရရှိယူခိုင်းခြင်းကိုခံခဲ့ရသည် သူကို1949ဖေဖော်ဝါရီတရက်နေ့တွင် အနာပေးလိုက်ပြီးအလုံးမလုံသူများဆိုင်ရင်တွင်ထဲသွင်းခြင်းခံရကသူသည်ကရှင်ပြည်နယ်အတွင်းတွင်မိမိသဘောနှင့်မိမိအဝေးသို့သွားရောက်နေထိုင်ခဲ့လေသည်ဘောကျုံထွန်းလာအောင်သည် ပြီးတိန်နိုင်ငံရှိကဘာကျော်ဆင်းဟဘရင်စစ်ကောလိပ်တို့ဝင်ခွင့်ရခဲ့သောပြမဆုံးမြန်မာအမျိုးသားဖြစ်ပြီး1920နှစ်တွင်တင်နန်းပြီးဆုံး၍ဝဲရတီနှင့်ဘရင်၏ယာရုခံတာချင်းကိုခံခဲ့ရသူဖြစ်သည် ူသည်လည်း1948ခုနှစ်တွင် လန်ဒန်မြို့ရှိမြန်မာတန်ယုံသို့မြန်မာစစ်တပ်မှုအဖြစ်ဆေလွှတ်ချင်းခံခဲ့ရသည်အဆိုပါယာတို့မှာရခင်သူကင်တွယ်ခဲ့ရသည့်ယာတို့ထက်အစင်များစွာ နေသောယာတို့ဖြစ်လေသည် 1952ခုနှစ်တွင် ပြည်ထိုင်နိုင်ငံရှိမြန်မာတန်ရုံးတွင်သူတာဝန်တပ်တန်းကုံဆုံးခဲ့ပြီးနောက်အမိမြန်မာနိုင်ငံသို့ပြန်လာခဲ့ရာသူစည်းလာသောတင်မောသည်တီဟိုကျွန်းတီရီလင်္ကာနိုင်ငံကိုလံပိုစိတ်ကန်းသို့စိုက်ကပ်ချိန်တွင်သူ့ကိုမြန်မာထောက်လှမ်းရေးအရာရှိများကလာရောက်တွေ့ဆုံပြီးသူကင်ဆောင်ထားသောနိုင်ငံကူလက်မှတ်ကိုပယ်ဖျက်ပစ်လိုက်ကြသည်ဤဒီမှာရှင်းပြရွေးမရနိုင်လောက်သောထူဆန်းမှုဖြစ်သည် တို့ဖြင့်တီဟို၌1954ခုနှစ်အထိတောင်းတင်နေခဲ့ရသည်မြန်မာနိုင်ငံ၏ဗမာတပ်မတော်၌အစင်းမြင့်ဆုံးစစ်တပ်အရာရှိကြီးလေးဦးရှိသည့်အနက်1949ခုနှစ်အရောက်တွင်မူဘိုနေဝင်းတယောက်သာကြံရည်ခဲ့လေတော်သည်ဘိုနေဝင်းသည်မက်ခီယာဗဲလီအယူဆသမားအာနာအယူအမှုသမားဖြစ်သည်မှာရခင်ကလည်းမှန်ခဲ့သည်ယခုလည်းမှန်နေသေးသည်တန်တရားဖြစ်เสียမှရှိပေ နိုင်ငံရေးလောကအတွင်း၌ဖြစ်စေစစ်တပ်အတွင်း၌ဖြစ်စေသူပြိုင်ပတ်မှန်တမ်းများကို1940ပြည့်နှစ်မှယနေ့အထိဖယ်ရှားပစ်ခဲ့သည့်သူလက်သူရှေရာများကိုမြမအများစုမြင်တွေ့နေရသည်မဟုတ်ပါလောထို့နောက်သူ၏လှုပ်ရှားမှုများပို၍လက်သွက်လာခဲ့သည် 1948ခု၌အများမြင့်ကွင်းမှဘိုးကျော်အောင်ဆန်းပြောက်ွယ်သွားခဲ့ရသည်ကိုဘိုးနေဝင်းအနေဖြင့်စိတ်သက်သာရကကြိတ်ပြီးဝမ်းအသာကြီးတာနေလိမ့်မည်ဟု ယူဆလင်က အကြောင်းအကျိုးစီလျော်သည်ဟုဆိုရပေလိမ့်မည်အဘယ်ကြောင့်ဆိုသော အမြင့်ဆုံးအာဏာအတွက်သူ့အဓိက ရှင်ပြိုင်ဘက်ကြီးမရှိတော့၍ဖြစ်သည် သို့သောဘိုးကျောင်းအောင်ဆန်းနှင့်သူ့လုံဖော်ကိုင်ပန်းများအားဂလုံဦးစောကတက်ရှင်လာအောင်သူ့အနေဖြင့်နောက်ွယ်ကကြိုးကပ်၍အကွက်ဆင်နိုင်လာအောင်စွမ်းဆောင်နိုင်ပါမည်လောရင်းတို့ဆိုလေအလွန်အမင်းအထင်ကြီးရာရောက်ပြီးမြောက်ပင်ရာကျနေမည်လောသို့တော်လေယနေ့အခါတွင်ပြည်ပရောက်မြမအရှိုးကထိုအတိုင်းပင်ယုံကြည်လျက်ရှိနေကြပေသည်ဖလော်ရီဒါ၌အလုံးလုံးနေသောမြမဆရာဝန်တအူးဖြစ်သည့်ဒေါက်တာဂျင်ဦးခေါ်ဒေါက်တာနိုင်ဝင်းက မိုးကြောင်ဆန်းနှင့်မြမအာဇာနည်များလှုပ်ကြံမှုကြီးအတွင်ရေးအမည်ရှိစာအုပ်တအုပ်ရေးသား၍1992ခုနှစ်မေလတွင်အမေရိကန်ပြည်ထောင်စု Fort Lauderdale တွင်ထုတ်ဝေခဲ့သည်အဆိုပါစာအုပ်ငင်၌ဗိုလ်လက်ရာဤညီငယ်ဦးမြလိုင်နှင့်သူတို့ပြောဆိုဆွေးနွေးချက်ပေါ်အရှိခံ၍ရေးသားထားခြင်းဖြစ်သည် ရင်းစာအုံ၌ဦးမြလိုင်သည်တရှိန်ကဗမာပြည်လက်နက်ကင်တိုက်ခိုက်ရေးပလိတ်တပ်ဖွဲ့တွင် အမှုထမ်းဆောင်ခဲ့သူဖြစ်ပြီးနောက်ပိုင်းတွင်ပေဖူးလာမဂ္ဂဇင်းကိုဦးစီးထုတ်ဝေ၍အယ်ဒီတာချုပ်အဖြစ်ဆောင်ရွက်ခဲ့သူဖြစ်သည်။သူသည်1989ခုနှစ်ဇူလိုင်လတွင် အမေရိကန်ပြည်ထောင်စု အတ္တလန်တိတ်ပြည်တွင်များ၏တောင်ပိုင်းအစွန်ဖလော်ရီဒါရှိသူကိုယ်ပိုင်ဆေးကုကံဖွင့်ထားသောဒေါက်တာဂျင်ဟိုနှင့်ဦးမြလိုင် စတင်တွေ့ဆုံခဲ့ရပြီးဒေါက်တာဂျင်ဟိုက သူ၏စိတ်လှုပ်ရှားပွဲပြန်ပြောင်းပြပြချက်ကိုစတင်ခဲ့သည်။ထို့နောက်ပိုင်းတွင်သူတို့နှစ်ဦးပုံမူရင်းနှီးလာရမှအတူတကွစားတောက်ရင်းထွေရလေးပါဆွေးနွေးပြောဆိုဖြစ်ကြသည်။ဒေါက်တာဂျင်ဟိုးအနေဖြင့်1958ခုနှစ်လောက်ကဖတ်မိခဲ့သောလူလူဦးလာဤစာအုပ်တို့ထဲမှရေးသားထားသည့်ဂလုံဦးစောဤအသက်အားရန်ရှာရန်စူးစမ်းခြင်းနှင့်ဘိုးကျောင်းအဆန်းနှင့်အရှားအာဆာနီများအားလှုပ်ကြံတပ်ဖြတ်ခြင်းစသည့်အကြောင်းအရှင်းရာတို့သည်ထိုစဉ်မှပင် သူ့စိတ်ကိုရှုပ်ထွေးစေလျက်ပဟေနီးပု္ပ္ပာတပုတ်အလားအတွေ့ပွားစေခဲ့သည်တို့ဖြင့်1988စက်တင်ဘာလ10ရက်တွင်ဥမြလာအင်းနေ၌၎င်းတို့နှစ်ဦးသည်ဤအကြောင်းစကားဆက်မိရာမှဥမြလိုင်ကဒေါက်တာဂျင်ဦးဟာအောက်ပါအတိုင်းအသေးစိတ်ဖွင့်ဟပြောပြခဲ့လေသည်ဥမြလိုင်သည်တရှိန်ကရန်ကုန်ပန်းစွေနှင့်အလွန်ရင်းနှီးခင်မင်ခဲ့သည်ဟုဆိုသည် ဦးမြလိုင်နဲ့ရန်ကုန်ဘားဆွေတို့နှစ်ဦးမှာဂလုံဦးစောဤအသက်ကိုရန်ရှာတယောင်ကြံစီနိုင်ရန်အတွက်နှစ်လကြာတင်တန်းပေးလေ့ကျင့်ခံရကြောင်းထို့သောကြံစီခြင်းဖြင့်ဦးအောင်ဆန်းကနောက်ွယ်မှကြိုးကန်၍သွေးထိုးမြောက်ပင့်ပေးသူအဖြစ်ဦးစောအထင်မှအမြင်မှစေရန်ဖြစ်ကြောင်းသူက အတိအလင်းဖွင့်ဟခဲ့သည်။ဤသို့သောတရေဘောကြောင့်လာသည့်လောက်ရအားစီယုံစီမံသူမှအရှာသူမဟုတ် ပူနေဝင်းနဲ့တူရိတ်အနီးကပ်ဆုံးလောက်ပေါ်ကင်ဘက်ဖြစ်သူဘုံမူးချုပ်အောင်ကြီးတို့သာဖြစ်သည်ဟုဦးမြလိုင်ကပြောပြခဲ့သည်ဒေါက်တာဂျင်ဟိုးပြန်ပြောင်းပြောပြသည့်ဦးမြလိုင်၏ပြောဆိုချက်မှာအောက်ပါအတိုင်းဖြစ်သည်တနေ့ကျွန်တော်စီယုံမှအလုံးလုတ်ပြီးလို့အိမ်ပြန်မယ်အလုံးမှကျွန်တော်ဆရာဘူအောင်ကြီးကကိုမြလိုင် ခမရအိမ်မပြန်နေအောင်ကျွန်တော်အိမ်ကိုလိုက်ခဲ့ အရေးကြီးတဲ့ကိစ္စတစ်ခုဆွေးနွေးစရာရှိတယ်လို့ကျွန်တော်ကိုပြောပါတယ် ဲ့ဒါနဲ့ပဲကျွန်တော်လဲသူနဲ့လိုက်ပါသွားပါတယ်။အဲ့ဒီရောက်တော့သူကကျွန်တော်ကိုမေးတယ်။ခမားမငွေဘလောက်ရှိတလဲတဲ့။ကျွန်တော်ကကျွန်တော်မှငွေတသိန်းနှစ်သိန်းလောက်တော့ရှိပါတယ်လို့ပြန်ပြေတော့သူကကောင်းတယ်ဒါဆိုခမားအိမ်အတွက်လုံလောက်တယ်။ကျွန်တော်တို့မှာအထူးတာဝန်တစ်ခုလုပ်ဆရာရှိတယ်။ကျွန်တော်အိမ်မှာခမားနေအလုံးကိစ္စဝိစပီးရင်ခမားအိမ်ပြန်နိုင်တယ်လို့ပြောပါတယ်။ဒီလိုနဲ့ဘိုးအောင်ကြီးအိမ်မှာကျွန်တော်နှစ်လလောက်နေခဲ့ရတယ်။ ရန်ကုန်ဘားဆွေကတော့ဘိုနီဝင်းအိမ်မှာနေပြီးတနက်တလက်နဲ့အပြစ်လေးကျင့်နေရတဲ့လုံးဝတေချာဖို့ကျွန်တော်တို့ကိုပို့လေးကျင့်ပေးတာပါတကယ်တော့ရန်ကုန်ဘားဆွေဟာလက်တည့်ပြီးသားပါပြီးတော့ဥစောရဲ့လှုပ်ရှားမှုကိုကျွန်တော်တို့အသေးစိတ်လေးလာရတဲ့သူယုံကိုသွားဖို့အိမ်ကနေပဲအရှင်ထွက်တဲ့ဘယ်အရှင်ပြန်ရောက်တဲ့စသဖြစ်ပေါ့ဥစောအသက်ကိုရန်ရှာဖို့လုပ်တဲ့နေ့သူကအနက်ရောင်ကားကြီးထဲမှာဒရိုက်ဘာဘေးကထိုင်လိုက်လာတယ်ကျွန်တော်တို့ကသူ့နောက်ကကက်လိုက်သွားတယ် နေရာကောင်းလဲရောက်ရောကျွန်တော်တို့ကသူ့ကားကိုကြော်တက်လိုက်တာပဲပထမပြစ်ချက်ကဥစောနှစ်ဖူးကိုရှက်မှန်သွားတယ်နောက်တစ်ချက်ထပ်ပြစ်တယ်အဲ့ဒါဥစောကမထီဘူးဘာဖြစ်လို့လဲဆိုတော့ဥစောကသူ့ထိုင်ကုန်အောင်ရှော်ရှားလိုက်လို့ပဲတတိယအချက်ကတော့မိုးပေါ်ထောင်ပြစ်လိုက်တာပါရန်ကုန်ဘားဆွေကဟေးကိုမြလိုက်မောင်းပြေးပြီတော့လို့អော်ပြောလိုက်တယ် ကျွန်တော်ဘလောက်မြန်မြန်မောင်းလိုက်လဲမသိဘူးအိမ်ကိုဘလို့ပြန်ရောက်လာမှန်းတော့မသိတော့ဘူးတနက်ကတော့ဘိုနီဝင်းရဲ့ကိုပိုင်တနက်ပါရန်ကုန်ပါဆွေနဲ့ကျွန်တော်တို့လောက်ကျန်တာကိုဂလုံးဥစောလုံးဝမသိခဲ့ပါဘူးဒါကတော့ကျွန်တော်တို့လေးယောက်ဘိုနီဝင်းဘိုအောင်ကြီးရန်ကုန်ပါဆွေနဲ့ကျွန်တော်ကိုမြလိုင်တို့ပဲတည်တာပါပေါ်နေဝင်းဒီဘိုးကျောင်းအောင်ဆန်းကိုမနာလို့ဖြစ်နေခဲ့ပြီးအမြဲကြောက်နေခဲ့ရသည်ဟုဒေါက်တာကျင်ဟိုးကဖြည့်စွက်ပြောသည် ်ထိုအရှင်က အပြော့ကျူး၍လက်လွတ်စပဲ့အုံဖြိုကြည့်သောဘိုးနေဝင်းကိုဘိုးကျောင်းအောင်ဆန်းကစူပူချိန်မောင်းခဲ့ဘူးသည်ဘိုးနေဝင်းကဥသောအသက်မဆုံးရှုံးစေဘဲရန်ရှာယုံတက်တက်မြင်းသမားညံနှင့်ကြံစီခဲ့ခြင်းဖြစ်သည်ထိုနေ့ကကားထဲပါသူတနတ်သမားနှစ်ယောက်ကိုလည်းဘိုးကျောင်းအောင်ဆန်း၏ကိုပိုင်တက်ဖြစ်သည့်ပြည်သူရဲဘော်အဖွဲ့ PVO မှယူနီဖောင်းများကိုဝစ်ဆင်ထားခြင်းဖြင့် သူအသက်ကိုရန်ရှာမှုနောက်ကွယ်တွင်ဗိုလ်ချုပ်ရှိနေသည်ဟုဥသောထင်မြင်သွားစေရဖြစ်သည် ို့မှသာဥသောကဘူကျောအောင်ဆန်းကို ရန်တုံးပြန်လက်စားရှိပေလိမ့်မည်ဟုတွက်ဆထားသည်တနတမများမြည်တို့မြီဝါဖြစ်သည်ဟုသောအချက်နှင့်သူတို့၏ရွေချက်ဥတီချက်များမှလွဲ၍ဤအဖြစ်အပျက်၏အသေးစိတ်ကို1940ပြည့်နှစ်များနောက်ပိုင်းတွင်မှတ်တမ်းတင်ထားနိုင်ခဲ့ပြီဖြစ်လေသည်ဘူကျောအောင်ဆန်းအသက်မခံရမီဆေလာအလို1940လောက် စက်တင်ဘာ21တွင်ဥသောအသက်ကိုရန်ချခြင်းတို့ကိုလောက်ချမှုအတွက်စိတ်စော်ချက်အဖြစ်တရားရင်ဆိုင်နေစဉ်အတွင်ပင်ကိုကားချင်းခံခဲ့ရလေသည်ထို့သောဥမြလာ၏နောက်ကျောင်းပြန်ဖွင့်ရန်ခြင်းများသည်ခိုင်လုံမှုမြင်များရှိသည်ကိုမူမိသူများသိနိုင်မည်မဟုတ်တော့ချေရန်ကုန်ဘားဆွေသည်အတန်ကြာကပင်အုံနောက်ကင်စာယောဂဖြင့်1986ခုနှစ်စက်တင်ဘာ18ရက်နေ့တွင်တည်ဆုံသွားခဲ့သည် ဥမြနိုင်မှာလဲမြမပြည်တို့တွားရောက်လက်ပတ်ပြီးနှင်းနေငယ်ကြာ1990ပြည့်နှစ်အောက်တိုဘာလ14ရက်နေ့တွင်ရန်ကုန်ပြည်သူစေယုံကြီး၌ကွဲလွန်သွားခဲ့သောကြောင့်ဖြစ်လေသည်သူတို့မကွဲလွန်မီ1989ဇူလိုင်လအာဇာနည်နေ့အထူးတို့တဘာမာရက်ဗျူစာဆောင်အမတ်စင်လျှောက်တွင် မောင်ထူးဝိဆာသိပ္ပံတက္ကသိုလ်ရေးသားခဲ့သောဒီမိုကရေစီသို့နောက်ဆုံးခရီးဆောင်ပါတွင်ဥအောင်ဆန်းအားလှုပ်ကြံတက်ဖြတ်ရန်ပူးပေါင်းကြံစီမှုတွင်ဗိုလ်ချုပ်ကြီးနှင့်ဝင်အနေဖြင့်ဥဆောင်ကဏ္ဍမှပါဝင်ခဲ့ပုံနှင့်ဥအောင်ဆန်းအပေါ်ထားရှိသောဥနှင့်ဝင်၏သဘောထားတို့နှင့်ပတ်သက်၍ဤသို့ရေးသားထားလေသည် ဦးနဲ့ဝင်းသည်ဘိုးမူကျောင်းအောင်ကြီးနှင့်တိုင်ပင်ပြီးတကလာအခွင့်အရေးတမတအိုးဖြစ်ပြီးဘိုးကျောင်းအောင်ဆန်း၏အဓိကပြိုင်ဘက်ကြီးဖြစ်သောဦးစောကိုတနက်ဖြစ်ပြည့်ရန်တနက်သမား၂ဦးကိုတာဝန်ပေးအပ်ခဲ့သည်ဦးအောင်ဆန်းအားလုံခြံတပ်ဖြတ်ရန်ကြံစည်ရခြင်း၏ရည်ရွယ်ချက်အသေးစိတ်အတိအကျကိုသိရှိခဲ့ကြသူဘိုးကျောင်းကြီးဟောင်းများနှင့်စစ်တပ်ကောင်ဆောင်များအနေငယ်သာရှိခဲ့သည် 1962ခုနှစ်တွင်စစ်တပ်ကအာဏာသိမ်းခဲ့ပြီးဇူလိုင်လ19ရက်တွင်အာဇာနည်ကုန်းသို့စစ်ဝစ်ဆောင်ပြည့်ပြည့်ရှိတတ်ကြရန်စစ်တပ်ကစီစဉ်ခဲ့သည်တပ်မတော်စတင်တည်ထောင်သူဦးအောင်စန်းသာအသက်ထင်ရှားရှိခဲ့ပါမူရင်းအာဏာသိမ်းမှုကိုသဘောတူလိမ့်မည်ဟုလူထုကိုပြသရန်ဖြစ်သည်တော်လာရေးကောင်စီဝင်18ဦးအနက်14ဦးသည်ထိုရှိတက်မှုနှင့်ပတ်သက်သည့်အစီအဝေးသို့တက်ရောက်ခဲ့ကြသည် ဗိုလ်မှူးချုပ်တင်ဖေကဗိုလ်ချုပ်အောင်ဆန်းကြဆုံးခဲ့ရမှုကိုဝန်내တတပြောဆိုခဲ့သည်ဗိုလ်နေဝင်းကထားရက်လိုက်ပြီးဘာလို့ဝန်내နေရမှာလဲဗိုလ်ချုပ်အောင်ဆန်းဟာလူပြောတယောက်ပဲဒါအပြင်တိုင်းပြည်ရဲ့ပြဿနာတွေအပေါ်သူ့ထက်စာရင်ဘလို့ကင်တွေရမယ်ဆိုတာငါအများကြီးပိုသိတယ်ဟုခက်ပြက်ပြက်ပြောဆိုလိုက်သည် မိုးကြောင်အောင်စန်းနဲ့အာဇာနည်ကောင်းဆောင်ကြီးများကြဆုံခဲ့တော့အာဇာနည်နေ့အထက်အမှတ်ရှိတဲ့မြေမဟာစီမံကိန်းကြီးမှလည်းရှက်ရှင်းပင်ပြောက်ွယ်သွားခဲ့ရလေသည်ဟူ၍ရေးသားထားလေသည်ဥခင်အောင်၏မိုးကြောင်အောင်စန်းကိုဘသူတက်တယ်လဲစာအုပ်စာမျက်နှာ194နိုင်ပင်ဆက်လက်ဖော်ပြထားသည်မှာ ။ဘုံနေဝင်းသည် သူ့ဘဝရှိရေးအတွက်ကြေတနာတရက်ကိုစဉ်းစားရ၌လောင်ကစားသမားပြီးပြီးအမားအမှန်ကိုအဓိကမထားဘဲအနိုင်အရှုံးကိုသာအမြဲတမ်းအဓိကထားတတ်သူဖြစ်၍ဘိုးကျော်အောင်စန်းတက်မထွက်ကနိုင်ငံရေးနယ်ထဲသို့ဝင်ရောက်သွားခြင်းတွင်သူ၏စဉ်းစားကန်းဝင်ခဲ့သည်မှာကလောဦးသောသည်တရှိန်ကနိုင်ရင်ဝင်ဟောင်းတအိုးဖြစ်ခဲ့၍သူ့ကိုအထင်သေး၍မရအကယ်၍သူသည် မတော်တဆဗိုလ်ချုပ်အောင်ဆန်းနှင့်နိုင်ငံရေးအရာဈေးစကားချက်အားပြန်ရ၌ ဗိုလ်ချုပ်အောင်ဆန်းကဲတို့တနေ့အတွင်းလုံးဝလွတ်လပ်ရေးဟုကြွေးကြော်သံမပေးဘဲဗြိတိရှ်အစိုးရအားဒိုမီနီယံလျှော့ဈေးပေးကဝင်ကြီးချုပ်ဖြစ်သွားခဲ့သောဦးတင်ထွသည် သူ့လူရင်းဖြစ်ယုံသားမကပညာရေးရှင်အဖြစ်လဲအိန္ဒိယပြည်ရင်ခံဝန်ထမ်းဖြစ်သောကြောင့်မျိုးရှိပါတီအစိုးရတွင်အေဂန်မွန်ရှာကကွယ်ရေးဝင်ကြီးဖြစ်လာလိမ့်မည်။ ထို့ကြောင့်ဘူနေဝင်းသည်ရှေ့ဆက်မတွေ့တော့ဘဲရန်ကုန်ပန်းစွေနှင့်လွန်စွာရင်းနှီးသော မြင်းချန်သာဘူကြီးလှရွှေအားတဆင်ပြောဆိုချက်မှာအောက်ပါအတိုင်းဖြစ်သည်ဂလုံဦးစောအားရှေးဦးစွာတုတ်တင်ရှင်းလင်းရန်အတွက်သူနှင့်ကွန်မြလိုင်တို့သည်စပလန်တနေရာမှဂလုံဦးစောအားသူ၏တူရိယသတင်းစာတိုက်ရုံးပေါ်မှဆင်းလာပြီးကားပေါ်တချိန်အထိဆောင်၍သူကားနှင့်မလန်မကန်မှကက်လိုက်သွားကြသည် ဂလုံးဥသောအမြဲသွားလေးရှိသောအိမ်ပြန်လမ်းများအတိုင်းလိုက်သွားရမှအခါအခွင့်ကောင်းမြေရန်ကုန်ထောင်ကြီးနှင့်ပြည်လန်းထိပ်တနေရာတွင်ရန်ကုန်ပါဆွေသည်ထိုအခွင့်ကောင်းကိုလက်မလွတ်ပဲသူကကိုများလာဤကားကိုအရှိန်လျှော့စေ၍သူ့လက်တွင်မှတနက်ဖြစ်ကားရိုက်ပါနှင့်ရှင်ထိုင်ပြီးလိုက်ပါလာသောဂလုံးဥသောဤနောက်စေးတက်တဲ့ကိုရှိန်ကပထမအရှက်ပစ်ထဲလိုက်သည်တိုးတော့လွန်စွာအကင်းပ၍အမြဲတတိကပ်နေသောဂလုံးဥသောသည်သူ့ရှိကားမှန်ထဲမှာ ပြည်သူရဲဘော်စေဝစ်ဆောင်ဝတ်ထားသည့်လူနေရောင်အနက်ဂရုံးစတောင်းနှင့်သူကသူ့အားတနက်ဖြစ်လန့်ပစ်ထဲလိုက်ရာ သူ့နှဖူးပုကနေဖြစ်သွားသည်ထိုအချိန်၌ပင် သူသည် ကားဖင်ထိုင်ကုန်ပြီးဒရိုက်ဘာရှိရာဘက်သို့သူ့ကိုယ်ကိုလှည့်အရှာနောက်ထပ်တနက်တန်နှစ်ချက်ထထွက်လာသည်ဒရိုက်ဘာကလည်းကားကိုဗရေအုပ်၍ကားထဲငုံနေလိုက်သည်ကားမှန်ခွဲစာများမှာသူတို့နှစ်ဦးစလုံးကိုလွင့်စေထိမှန်ကြသည်ကိုရဲကောင်ရဲ့ လူတွေရဲ့ကံဆိုတာမှန်မမှန်သလားတော့မပြောတတ်ပါဘူးခမားလဲကျွန်တော်လက်ကိုအတိသားပဲကျွန်တော်ပြစ်လိုက်တာကတော့သူ့နောက်ဆေးတက်တဲ့ကိုပြစ်ထဲလိုက်တာပါပဲဗျာဒါပေမဲ့သူကကားမှန်ထဲမှာကျွန်တော်ကိုမြင်လို့လှဲ့အကြည့်လိုက်မှာကျွန်တော်ပြစ်လိုက်တဲ့ကြီးဟာသူ့နောက်ဆေးကိုမမှန်ပဲသူ့နှစ်ဖူးကိုရှက်မှန်သွားတာပဲဟုစိတ်မနိုင်ခင်မရပြောပြပါသည် ဤကလွန်ခဲ့သော1982ခုနှစ်ခန့်ကရဲဘော်တုံးကျိတ်ဘုံဘူးအောင်စာရေးဆရာရန်ကုန်ပါဆွေနှင့်မြောင်းမြပါဆွေတို့သည်ယူရီးယားနိုင်ငံကလန်ဒန်မြို့ဩဇာခံရှံကြီးအတွင်လှစ်ဝက်ဖွင့်ထားသည့်အတန်လွင်ဌာနသို့ဥက္ကဋ္ဌကြီးဦးနိုနှင့်တွေ့ဆုံရန်အလားအတန်လွင်ဌာန၌၃ရက်မြနေထိုင်သွားကြစဉ်အတွင်ကျွန်တော်အားရန်ကုန်ပန်းရွှေကစကားဆက်မိ၍ပြောပြခဲ့မှုတော့ဖြစ်ကြောင်းကိုစဉ်ယုံကြည်ယုံမယုံကြည်နေ အတွင်းရေးသတင်းလေးတစ်ကွက်ဖြစ်ပါသည်တည်းဟူ၍ရေးသားထားလေသည်ဘူကျောင်းဆန်လောက်ကြံခံရမှုနှင့်ပတ်သက်၍ဘူနေဝင်းအားကြံရပါတဦးဖြစ်နိုင်သည်ဟုယူဆရခြင်းမှာဘူနေဝင်း၏ဥတီချက်အရရိုးစွလိုက်ရခြင်းဖြစ်၍ထိုအရှင်က သူသည်များစွာစိတ်ဆင်းရဲနေရသည် အာနာယာတို့ရမတ်ကြီးလာတော့ဒုတိယဗိုလ်ချုပ်ကြီးအစင်းရှိဘုံနေဝင်းတီသူဤစိဝိဆောင်ကိုဝေးရတိုင်းစိတ်မရှမ်းမသာအမြဲဖြစ်ကဆဲဆုံနေလေရှိသည် ဖက်စစ်ဒေါ်လာရေးကာလတက်မတော်တီနာပတိယာဒူးမှဆင်ပေးရကအတိဖွဲလိုက်သောတက်မတော်တွင်ဘုံမူးယာဒူးဖြင့်အစင်လျှော်ရှာလောက်ကိုင်းနေရခြင်းကိုသူမကြီးမနှက်ဖြစ်နေခဲ့သည်စီဦးစီးချုပ်ဘူချုပ်သောမတ်ဒုတိယဦးစီးချုပ်ဘူချုပ်ကြီးစမစ်ဂျွန်းတို့လက်အောက်တွင်မြောက်ပိုင်းတိုင်းတိုင်းမှုအဖြစ်ဘုံမူးယာဒူးနေနေရသည်ဖက်စစ်ဒေါ်လာရေးကာလ၌သူလက်အောက်ယာဒူးငယ်သောတောင်ပိုင်းတိုင်းတိုင်းမှုစောကြတို့သည်လည်းယခုဘုံမူးချုပ်ဖြစ်နေသည့်အဖြစ် သူထက်အစင်မြင့်နေပြန်သည် လွတ်လပ်ရေးပြင်ဆင်ခြင်းကကရင်အရာရှိချင်းများသည် သူတို့၏လောက်သက်နှင့်ပညာအရေးအသွေးအရာထိုက်တန်သောယာတို့များကိုရခဲ့သည်ဟုစမစ်တွန်းကသူ၏မှတ်တမ်းတွင်ရေးသားဖော်ပြခဲ့သည့်အတိုင်းလွတ်လပ်ရေးရကစားကစစ်မှုရန်သက်15နှစ်မှ20အထိရှိကြသောကရင်စစ်ဘော်အများစုသည်တက်မတော်တွင်လွှမ်းမိုးနေခဲ့သည်ဘုံမူကြီးစောတုံ၏အပြင်ကရင်အမျိုးသားဒုတိယဘုံမူကြီးရှီအိုရှိနေသေးသည် ထို့ကြောင့်မေဂျာပုံမှုရာဒုသာရှိထားသောဘူနေဝင်အဖို့ရာဒုတက်ရန်အိမ်မက်ပင်မမဝွန်အောင်ဆက်ဆက်ခါတာကြီးနေခဲ့သည်ထို့ပြင် မေဂျာယာဒူးမှာတင်ငယ်လာယုံတာမက သူ၏အထက်တွင်သူထက်စစ်ဝါရင်တော်သူများခန့်နေသဖြင့်စစ်တမထွက်ကတခင်ပါစိန်၏ဒုဗမာအစည်းယုံတင်ဝင်လျက်နိုင်ငံရေးလုပ်ရန်တိုက်တွန်းခဲ့ကြောင်းပြန်ပြောင်းပြောပြခဲ့ကြသည် ဗိုလ်ချုပ်အောင်ဆန်းသည်ရဲဘော်တုံးကျိန်ဝင်ဘဝဖြစ်ဂျပန်ခေတ်၌အတူနေခဲ့စဉ်ကာလကပင်ဗိုလ်နေဝင်း၏ဇယိုက်ဝါဒနာကိုကောင်းစွာသိထားသည်တို့ပြေလေရဗိုလ်ချုပ်အောင်ဆန်းရှိနေတဲ့မြတ်ကာလပတ်လုံးမေဂျာနေဝင်အဖို့ယာဒူးတိုးတက်ရန်ထိတ်သီးယာဒူးရရှိရမှာမဖြစ်နိုင်တော့ဘီဟုသူတွေးထားဟန်တူသည်တို့ဖြစ်သည့်အတိုင်းဗိုလ်နေဝင်ကလည်းသူ့ဘဝတက်လန်၌ခလုတ်ကတဲ့လမ်းမရှင်းမဲတားဆီးနေသောကြောင့် ဥသောကဓာတ်ရိုက်ဆက်သွယ်သည်ဖြစ်စေတခင်ဘားစိန်မှတစင်ဆက်သွယ်သည်ဖြစ်စေအင်္ဂလိပ်အရာရှိကြီးများကဓာတ်ရိုက်ဆက်သွယ်သည်ဖြစ်စေဘူနေဝင်းအားဂလုံးဥသော၏အစိုးရအသစ်တွေထိပ်ပိုင်းရတို့ရရှိမည်ဟုကတိပေးသည်ဖြစ်ထိုနေ့ကလောက်ကျန်အုပ်စုများနှင့်ပူးပေါင်းကူညီခဲ့လေသလားဟုလည်းတွေးတောဆရာဖြစ်ခဲ့သည်တပန်ထိုနေ့မတိုင်းမီဘိုးကျောင်းအောင်ဆန်းကိုလုတ်ကြံလေးမြည်ဟူသောတည်င်းအရာအထူးအဆောင်အကြံများကြိုတင်ရှာထားခဲ့သည် လောက်ကျံမှုမဖြစ်မီတုံးပတ်ခမ်းမစတင်ကလက်နက်များကိုလှုပ်ဝက်ကင်ဆောင်ထားသောအယက်ဝဲအယက်စားနှင့်စစ်သားများကိုဗိုလ်ချုပ်အောင်ဆန်း၏ရုံကန်တော်ဝိုင်းနှင့်အတွင်းဝင်ရုံတွင်တည်င်းထောက်များတွေ့ခဲ့ကြရသည်ထိုရဲဘော်များမှာတည်ရင်လေးမှရဲဘော်များဖြစ်ကြသည်ဗိုလ်လွင်ကလောက်ကျုံရေးကိုတာဝန်ယူသည်ဟုဆိုသည်လောက်ကြံမှုကြီးဖြစ်သောဇူလိုင်လ19ရက်နေ့ကထိုရဲဘော်များကိုမတွေ့ရကြ ထို့ကြောင့်ဤကိစ္စ၌အတွင်းလူကတကားဖွင့်ပြီးတော့လောက်ကျံမှုကြီးဖြစ်သည်မှာတေချာလာပေသည်။ထို့ပြင်ကျေးမွန်ဦးတောင်အောင်ဘလာက2000ပြည့်နှစ်အောက်တိုဘာလနဲ့စက်တင်ဘာလကထုတ်ဝေခဲ့သောလွတ်လပ်သောအာရှအတံမြန်မာပိုင်းအစီအစဉ်၌ဥအောင်ဆန်း၏လုံခြုံရေးကိုကာကွယ်ရန်တာဝန်ပေးထားသောအထူးအဆောက်အအုံသည် အမြဲတစေဥအောင်ဆန်း၏လက်တကမ်းတွင်ရှိပါလျက် အခင်းဖြစ်ပွားသောဇူလိုင်လ19ရက်နေ့နက်ကမရှိကြဘဲပျောက်ွယ်နေသည်မှာဘိုနီဝင်းအစီအစဉ်ဟုမုံရှယုံကြည်ရလေသည်ထို့အဆောင်တို့မှာဘိုနီဝင်း၏လူများဖြစ်ကြသည်ဘိုကျော်အောင်ဆန်းကိုလျှို့ဝှက်တတ်တော်ဆောင်များအဖြစ်တာဝန်ပေးလိုပါသည်စိတ်ရှားရသောရဲဘော်များပေးပါဟုဦးကျော်ငင်းကဘိုနီဝင်းထံမှတောင်းရမှရရှိခဲ့သည်ဘုန်းရင်ဝင်းပေးသောတတ်တော်ဆောင်နှုတ်ဖြစ်သူရဲဘော်ဘာတုံနှင့်ရဲဘော်ရဲမြင့်တို့သည်တနက်ပြစ်လက်ဖြောင့်တမားများဖြစ်ကြသည် ရှောက်လုံးပြုနှင့်ပစ္စတိုကို၁၀ကျင်းပြစ်လင်၈ကျင်းတို့သည်ပစ္စယဤဗဟုသူထိမှန်အောင်ပြစ်နိုင်သူများဖြစ်ကြသည်။ဘုံနေဝင်ဤရာတပ်ပံလူယုံတော်ဖြာပုံပျောက် जा တက်မှကြောက် जा ပိုဤလက်ဆွဲများဖြစ်ကြသည်။ထိုနေ့ကရှောင်းနေကြသောတတ်တော်ဆောင်နှစ်ဦးသည်လည်းပျောက်ွယ်သွားသည်။ရာအနှဲငယ်ကြမှပစွန်တောင်ရှောင်း၌အလောင်းကိုတွေ့ကြရသည်။အလန်ဤတပုံတို့ကတတ်သိဟုဆိုကအမှုပိတ်လိုက်သည်။ ဖာစာပါလာခေါင်းဆောင်တင်ဖြစ်လာသူအတွင်းဝင်ဟောင်းဦးတင်ထိုးသည်ဘုံမူကျောက်ရာဒူနီစစ်မှုထမ်းစဉ်ကလောက်ကျံမှုကြီးတွင်ဥစော၏အပေါင်းအပါမြည်သူနီဟုတဲလွန်စာများရှာဖွေခဲ့လေသည်နယူတိုင်းသတင်းစာအက်ဒီတာချုပ်လည်းဖြစ်သူဦးတင်ထွတ်ကဥစောနှင့်ကြံရပါများအကြောင်းကိုသူသတင်းစာ၌ဖွင့်လှစ်ရေးသားလိုသည်ဟုအကြောင်းပြကသတင်းထောက်ချုပ်အားသတင်းအစားအနှံများကိုလိုက်လံစုံစမ်းရန်ညွှန်ကြားခဲ့လေသည် မကြပါဘီရင်းတို့အမှုဟောင်းကိုပြန်ဖို့ရန်အားထုတ်သဖြင့်ဥတင်ထုတ်ပါလုံကြံခံရက အသက်ပြီးသွားရရှာသည် ဖြာပုံမှကြောက်ကြပူဤလက်ချက်ဖြစ်သည်ဟု သိကြတော့လေအမှုကိုမြည်သူမှမဖော်ဝန်ချေကလုံးဦးစောနှင့်ကြံရပါပုဂ္ဂိုလ်မှာဘုံနေဝင်းဖြစ်သည်ဟုတဲလွန်စားရှာလို့သူတို့သည်ဥတင်ထုံနှင့်ဥထွန်းလာအောင်တို့၏ကံကြမ္မာကိုမြင်တွေ့ကြသဖြင့်အမှုကြီး၏တဲလွန်စားကိုမလိုက်ဝန်းတော့ဘဲယနေ့တိုင်အဖြစ်မရသည့်မိကုံများအဖြစ်နှုတ်ပိတ်နေကြရလေသည် ခု၍ပြောကြားသွားခဲ့သည်2000ပြည့်နှစ်ဇူလိုင်လတွင်အင်တာနက်စာမျက်နှာပေါ်တွင်စိန်ပေတာအမည်ဖြင့်ဗိုလ်ချုပ်အောင်ဆန်းကိုဘသူတကယ်တက်တယ်လဲဟူသောမေးခွန်းကို တင်ခဲ့ရာကိုပန်ထွန်းဆိုသူ၏မကြမီမှပြည်ထောင်နိုင်ငံကိုဝင်လာတဲ့လူကြီးတွေစီကကြားရတာသူတို့ပြောတဲ့အတိုင်းဆိုရင်ဒေါန်ဆန်းစုကြည်နဲ့ဘိုနေဝင်းဤသမီးစကားအရှိအချပြောကြ၍ဦးနေဝင်းသမီးကဒေါသဖြစ်ပြီးဂလုံးဦးစောကိုမရှင်းကန်းတွေပြလိုက်တာငါအဖေလို့ဩပြောလိုက်ပါတယ် ဘိုးနေဝင်းကဘိုးကျော်အောင်ဆန်းကိုရှင်းပြရှင်းနဲ့ဘာဖြစ်လို့လဲဆိုတော့ပြင်မနာကမိမတယောက်ကိုဘိုးနေဝင်းကမရင်ကျင်နာကိုဘိုးကျော်အောင်ဆန်းကတိသွားတော့ဘိုးနေဝင်းကိုတပ်ပြစ်ရှင်လာအောင်ဒေါသပောက်ကွေခဲ့ပါတယ်။ဘိုးကျော်အောင်ဆန်းကဘိုးနေဝင်းကိုလက်သက်တဲ့အခန်းအဖြစ်ပုံနှိပ်ဖော်ပြရန်မတင်သောစကားလုံးများဖြင့်ဆွဆွဲသောအရှားတုံ့ပြန်မှုများလည်းရှိပါသေးတယ်ဟု၍ရည်သားဖော်ပြထားသည်။ မြည်သောဆိုစဉ်ဘုံနေဝင်းအုပ်စု၏စင်ကွက်ထဲဝင်ခဲ့မိသောဂလုံးဦးသောသည်ဘိုးကျော်အောင်ဆန်းအားအထင်အမြင်လွဲကာလက်စားရှိခဲ့မှုကြောင့်မျိုးသားကောင်းဆောင်ကြီးဘိုးကျော်အောင်ဆန်းခမရရည်တိမ်မာနေခဲ့ရပြီးတိုင်းပြည်နေပြည်သူလူထုအတွက်လည်းဆုံးရှုံးကြေကွဲဖွဲ့ရာဇလန်းဖြစ်ခဲ့ရသည်ကတော့မြည်သူမှညင်းမရသောအဆက်ပင်ဖြစ်နေပေသည်